အားလုံးပဲမင်္ဂလာပါကျွန်တော် Liverpool X Flying Web Channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရဲ့ Champion League ညချမ်းနေရာဆိုရင်ဖြစ်ပြန်လည်ရောက်ရှိလို့လာခဲ့ပြီပေါ့နော်ကျွန်တော်တို့ Liverpool အသင်းနေနဲ့မြန်မာစံတော်ချိန်ဘုဒ္ဓဟူးနေ့ညကြာတာပရင်းနေ့မနက်အစောတနိုင်ခွဲမှာအက်တလက်တီကိုမက်ထရစ်နဲ့ကျွန်တော်တို့လီဗာပူးရဲ့အိမ်ကွင်းအန်ဖီးမှာစတင်ရှင်မြိုင်ကြတော့မှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ကဒီပွဲစဉ်ရဲ့ရင်ခုန်ကန်ချင်းချင်းလေးအနေငယ်လေးပြောကြည့်အောင်ပေါ့နော် အာကျွန်တော်တို့ချန်ပီယံလိမှာကျွန်တော်တို့မနှစ်တုံးသွားဆိုရင်တော့အဆင့်1နဲ့ရှုံးထွက်နော့ကောက်စတေ့ကိုတက်နိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းဒီကျွန်တော်တို့အဆင့်1ရတဲ့အခါမှာအရင်အကျိုးအမြတ်တွေဘာမှတိတိတတ်တာကြီးရရှိတယ်လို့မခံစားရဘူးပေါ့နော်အဲကျွန်တော်အမြင်ကပြောမယ်ဆိုရင်အဓိကအရေးကြီးဆုံးဒီ1 to 8ဝင်မှုပဲပေါ့နော်ချန်ပီယံလိပွဲစဉ်ဒီ တေပဲဇရာအသိအနေနဲ့ဆိုရင်128ဝင်တဲ့အသိနေဒီရှုံးထွက်အဆင့်ကိုဓာတ်ရိုက်တက်ရောက်မှဖြစ်ပြီးတော့အဆင့်6ဝနေပြီးတော့24အထိအသိနေရကြတော့ဂျားထဲမှာရှုံးထွက်အဆင့်ပလီယော့စတိတ်ကန်အမယ်ပေါ့နော်ဒီ25နေ34အထိအသိနေရတော့အကုန်လုံးတော့ဒီပြိုင်ပွဲကနေပြီးတော့နှုတ်ဆက်မယ်အသိနေဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ကအဓိကတာဂတ်ထားပြီးတော့စူးစမ်းမှဒီ128ဝင်မှုအတွက်ပဲဖြစ်တယ်ပေါ့နော် ဆိုတော့128ဝင်မှုအတွက်ဆိုရင်လည်းနီးပြည်အာနီစလော့အနေနဲ့မနစ်ကယာတီကဒီချန်ပီယံလိမှာကြုံတွေ့ခဲ့တဲ့ပွဲစဉ်စရာအတွေ့အကြုံယူပြီးတော့ဒီယာတီမှာလည်းအကောင်းဆုံးကြော်ဖြတ်နိုင်မှာလို့တော့ကျွန်တော်တော့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဒီပွဲစဉ်တိုင်းကိုလုံးဝကြီးအပြည့်နိုင်စရာမလိုဘူးပေါ့နော်တချို့ကစားအားချန်သိင်းတဲ့ပွဲစဉ်တွေမှာကစားချန်ရမယ်တချို့ပွဲစဉ်တွေမှာဆိုရင်လည်းဒါ အဲကစားသမားတွေ rotation 3သိန်းနဲ့ပွဲတွေဆိုရင်လည်းတုံးရမယ်ပေါ့နော်ဒါပေမဲ့ဒီ Atletico နဲ့ပွဲမှာဆိုရင်နီးပြာရာနီဆလုံးနီနဲ့ဘယ်လူစီရင်နဲ့ပွဲထွက်လာမလဲဆိုတာလည်းကျွန်တော်တို့စိတ်ဝင်စားနဲ့စောင့်ကြည့်ရမယ်ဒါ Atletico ဘက်ကိုပြောမယ်ဆိုရင် Atletico ကတော့သူ့ရဲ့ထုံးကန်နိုင်မယ်သူ့ရဲ့နီးပြာကြီးစီမွန်နီရဲ့လုံးဝ signature ကစားဟန်ဖြစ်တဲ့ခံစစ်အသားပေးစတိုင်လာမယ်ပြီးရင်လုံးဝကောင်းတာ attack တွေမှာ ူရဲ့ထိရောက်လာတဲ့ကောင်းတာအတက်တင်နဲ့ဒီပွဲစဉ်ဘယ်လောက်ထိပြောင်းလဲနိုင်ကြောင်းတွေကျွန်တော်တို့စောင့်ကြည့်ရမယ်ပြီးရင်ဒါကျွန်တော်တို့လွန်ခဲ့တဲ့ချန်ပီယံလိပွဲစဉ်ရှုံးထွက်အကြောမှာဆိုရင်လည်းကျွန်တော်လီဗာပူးကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ကအန်တရာနီကိုမက်ထရစ်တင်းကိုအိမ်ကွင်းမှာနောက်ဆုံးအချိန်ပိုတွေရောက်မှရှုံးခဲ့ပြီးတော့ချန်ပီယံလိကနေနှုတ်ဆက်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့အနေနဲ့ကရှင်းနှစ်မှာကြုံတွေ့ခဲ့ရတဲ့ရှုံးကြွေးတွေပဲပြန်ဆက်မလား ဘနကူတွေနဲ့ကူပြန်နိုင်သွားမလဲဒါမှမဟုတ်ရင်လည်းအပြန်လှန်သွင်းကူတွေနဲ့ပဲတည်ကြသွားမလားဆိုတော့လည်းကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်အထူးသဖြင့်ကျွန်တော်တို့လီဗာပူးရဲ့နီးပြားကြီးအာနီစလော့ရဲ့လူထုပ်ပုံပေါ်အများကြီးမူတည်နေပေါ့အများကြီးမူတည်နေတယ်ပေါ့နော်အာဒီပွဲစဉ်မှာဆိုရင် အာနီစလော့အနေနဲ့ကအစ်ဆက်ကို မင်းနဲ့60ကျော်လောက်မှမသုံးမလားဒါမှမဟုတ်ရင်လည်းပထမတပိုင်းလောက်ဦးဆက်သုံးမျိုးဒုတိယတပိုင်းလောက်မှာ EDTK ကိုသုံးမလားအာဘယ်လိုမျိုးသုံးမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ကျွန်တော်တို့အထင်တော့ဖြစ်နိုင်ရင်လူစင်ရရတော့ကျွန်တော်လီဗာပူးကကျွန်တော်တို့လီဗာပူးဘက်ကဆိုရင်ဘိုးသူမနေရမှာတော့အလစ်ဆန်ဘက်ကပဲလာမယ် driver မှာတော့ Bradley မဟုတ်ရ frame bound ပြန်သုံးတော့မယ်ခင်ဗျာဆိုဘူဆိုလိုက်တော့သုံးမှာမဟုတ်လို့တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဆိုဘူအနေနဲ့လည်းနည်းနည်းပွဲပန်းနေပြီဆိုတော့ဒီလိုပွဲမျိုးတွေမှာသူ့ကိုကွင်းလှန်ထားရင်ဒါမထားရင်မကာဘူး ထဲ့မယ်ဆိုရင်စိုးဖို့နားစိုးဖို့ထဲ့မယ်ဆိုရင်မကောက်အနာပေးပေါ့နော်ကျွန်တော်တို့တယောက်ယောက်တော့အနာပေးမှဖြစ်မယ်အဲဒါကြောင့်မို့လို့ right back မှာအဲ frame ပေါင်မဲ့ပါလာလိုက်မယ်လို့ထင်တယ်ဒီ center back နေရာမှာဆိုရင်တော့ထုံးကန်နိုင်ဤဘူးနဲ့ဖန်နိုင်ပဲ left back မှာဆိုရင်တော့ target ပဲ patrol လာမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ကွင်းလမ်းမှာဆိုရင်တော့ကျွန်တော်အမြင်ရတော့မကောက်အနာပေးလောက်မယ်ခင်ဗျာအမကအနေနဲ့ဘန်လီနဲ့ပွဲမှာရရှိသွားတဲ့ဒဏ်ရာအနိဋ္ဌာမျိုးရဆိုရင်တော့ ူအနေနဲ့ကရန်ခိုင်မှုပြေးသွားပြီးတန်ရအကြီးမကြီးမရခဲ့ဘူးဆိုရင်တော့မှသူ့ရောအနားပေးတဲ့နေပေါ့နော်ဘာလို့လဲဆိုတော့သူ့အနေနဲ့ international break မှာအာဂျင်တီးနားအတွက်ကိုပွဲချိန်တော်တော်များများကစားခဲ့ရလို့ဖြစ်တယ်ပေါ့နော်ဒါကြောင့်ကွေးလန်မှာဆိုရင် Grammar Bay ရဲ့စူပူရဲ့ဘက်တွဲလာပြီးတော့နံပါတ်30နေရာမှာ Flow နဲ့ပွဲထွက်လာနိုင်တယ်။တိုင်းစင်းမှာတော့မြပြအင်းနေနဲ့ဘုသူ့ကိုတုံးလဲဆိုတော့ကျွန်တော်တော့ရင်ခုန်တယ်။ အာဒီလိုပွဲမျိုးတွေမှာဆိုရင်ထုံးစံနိုင်မဲ့သူ့အနေနဲ့ဂပ်ပိုရဲ့ဆလာရဲ့ EGTG ကိုပဲတုံးမှာဒါမှမဟုတ် Echek ကိုပဲစပြီးတော့တုံးတော့မလားဆိုတာတစ်ချက်စောင့်ကြည့်ရမယ်အာ Echek အနေနဲ့ကတော့ဒီ Champion League ပွဲစဉ်မှာတော့ဂျင်းနေပါလာမယ်လို့တော့တင်းနေရတော့တော်တော်များများတော့တွေ့နေရတယ်ပေါ့နော်သူ့အနေနဲ့ကပွဲထွက်မှာမပါလာဘူးဆိုရင်တော့မှဒီအရန်လူစင်ရင်ကနေပြီးတော့ဒုတိယပိုင်းမိနစ်60 80လောက်မှာဝင်လာမယ်လို့တော့ယုံကြည်ရတယ်ထင်ရတယ်ပေါ့နော် ဆိုတော့ဒါကျွန်တော်တို့အနေနဲ့ပထမအဦးဆုံးသောချန်ပီယံနီပွဲစဉ်ကလည်းရောက်ရှိလို့လာပြီပြီးတော့ကျွန်တော်တို့အတွေ့အကြုံဆုံးအမြင်မြင်ဆုံးဖြစ်တဲ့ e-set လဲဒီပွဲမှာပါဖို့တော့ကတရားရာခိုင်နှုန်းလောက်တေချာနေပါဖြစ်နေပြီဆိုတော့အာကျွန်တော်တို့ဒီချန်ပီယံနီပွဲမတိုင်ခင်နဲ့ကကျွန်တော်တို့တွေကဒီပွဲစဉ်စောင့်ကြည့်ဖို့အတွက်ကိုမစောင့်နိုင်အောင်ပြင်ခုံနေပြီပေါ့နော်အဲကြောင့်အာကျွန်တော်တို့ဒီပွဲစဉ်လေးတွေကျွန်တော်အနှိမ့်ချောက်ရမယ်ဆိုရင်ဒီဆီမိုနီရဲ့ ခန့်စစ်မှာကြောတဲ့ဟန်နဲ့ကောင်းတာအတက်တရားပဲကျွန်တော်တို့ကိုရှင်းနှစ်တွေတော့လိုပဲအနိုင်ယူသွားမလားကျွန်တော်တို့ကပဲ Atletico Madrid ကိုလက်စားပြန်ပြီးတော့ချိန်နိုင်မလားပြီးတော့ Inter တို့ရောဂိုးသွင်းနိုင်မလားဆိုတော့ကျွန်တော်တို့အတူတူစောင့်ကြည့်ကြအောင်ပါဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပွဲပြီးသုံးသပ်ချက်ဗီဒီယိုနဲ့အတူတူအားလုံးလည်းပြန်လည်ဆုံတွေ့ပါမယ်ညီကိုရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်အားလုံးပဲကျေးဇူးပါ